ကာလတရားနှင့်ပေါင်းသင်းမိ၍ပျက်စီးသွားရရှာသောအမှန်တရားများမြင့်တမ်းငါအခန်းကိုသာတက်လာခဲ့ပါမိညက်ရာဟုကျွန်တော်ကတယ်လီဖုန်းနဲ့ပြောလိုက်ပြီး မကြခင်ညီမလေးစိတ်ညက်တယောက်ကျွန်တော်အခန်းစီရောက်လာတော့သည်မိညက်အောက်မှရောက်နေတဲ့ကိုလေးဟုဟိုတယ်အောက်ထက်အခန်းကောင်းနာသည်ကဖုန်းလာသည်ကပင်ကျွန်တော်သူ့အကြောင်းစဉ်းစားနေမိသည် စဉ်းစားနေမိသည်မှာသူညင်အကြောင်းဖြစ်သည်အကြောင်းတကြောင်းကြောင်းကို သူကိုယ်တိုင်မဆုံးဖြတ်တတ်သည့်အခါသို့မဟုတ်ဆုံးဖြတ်ရန်ဝင်လေသည့်အခါကျွန်တော်ကို အကြံတောင်းလေးရှိသည့်အကျင့်ဖြစ်သည်မြေမြဝေဝေမိတို့သောအချိန်မျိုးဖြစ်ဖြစ် ကာလဒေတာနှင့်ပယောဂကိုထက်မစင်စားသူမေးခြင်းဒီကိုမေးလိုက်ရမှကျင့်တဲ့သူမျိုးဖြစ်သည်ကိုလေးမိညာမေးစရာတစ်ခုနှစ်ခုရှိလို့ ခုလာခဲ့မယ်ဟုသူဖုံးဆက်ကလေးကကျွန်တော်ကမေးလိုက်မိသည်။ဘာကြောင့်မေးချင်တာလဲ။နင်းနဲ့ဆိုင်တဲ့အကြောင်းလား။ငါနဲ့ဆိုင်တဲ့အကြောင်းလား။တပ်ပေတင်ခါရအလုံးစုံနဲ့ဆိုင်တဲ့အကြောင်းလား။တပ်ပေတင်ခါရနဲ့ဆိုင်ရင်တော့နောက်၃ရက်လောက်ကြာမှလား။ငါနဲ့ဆိုင်ရင်တော့မလာနဲ့။နင်းနဲ့ဆိုင်တာဆိုရင်တော့နင်းသဘောပဲ။ငါမအိပ်ရသေးတာ၃ရက်ရှိပြီ။ဝီစကီမတော့ရသေးတာ48နာရီကျော်သွားပြီ။မင်းရဲ့ပတ်သက်လို့ဟုတ်သူကဆိုသည် ကျွန်တော်ကနင်းမနှက်ပြန်ဒီမဆိုင်နိုင်ဘူးလားဟုမေးလိုက်မိတော့လေသူ့အကျင့်ကိုသိပြီးသားဖြစ်၍ဘာကြီးပြောပြောသူလာတော့မြီကိုကျွန်တော်ချိန်မိလိုက်သည်အခုထွက်လာခဲ့မယ်ဟုသူကပြောတော့အခါမိညက်နင်းငါးစီမြောက်ခင်ငါအသက်ထွက်သွားခဲ့ရင်နင်းလာတဲ့ကိစ္စဘသူကိုသွားမိမယ်စိတ်ကူးထားသေးလေဟုကျွန်တော်ကမေးလိုက်တော့လေသူကပြန်မဖြေတော့တယ်လီဖုန်းချလိုက်ပြီးဖြစ်သည် အခန်းထဲရောက်လာတော့လေသူကချက်ချင်းမထိုင်သေးပဲ စာရေးစပွဲပေါ်တွင်တင်ထားသောမဂ္ဂဇင်းနှင့်ဂျာနယ်တစ်ထပ်ကိုလှန်လို့ကြည့်နေသည်မိညက်နေကြိုက်တဲ့နေရာမှာထိုင်နော်ငါတော့အဲ့ရပေါ်မှာလဲအောင်မယ်ခြေကဆက်ထက်မှသားစရာတောက်စရာတွေရှိတယ်ညီမလေးထက်မှဘာသာမှမကြားရအတော်ကလေးကြမှ မမနေကောင်းလားဒီတစ်ခေါက်ဘာလို့မပတယ်လဲသမီးတွေသမတ်တွေမိတွေရောနေကောင်းကြသလားဟုတ်မေးလိုက်တန်ကြားရပြန်သည်မိညက်ငါမိသားစုဂျမားရေးချင်နေတည်ခြင်းလို့ နင်းတီလာရလားစိတ်ညက်ကပြန်မဖြစ်ကျွန်တော်လှမ်းကြည့်လိုက်တော့အခါထာယာမထကဗရင်ပေါက်အနာသို့သွားပြီးအပြင်ဘက်သို့ကြည့်နေသည်ကို တွေ့ရသည်အပြင်ဘက်တွင်မူတိုက်မိုးများသာတွေ့ရလိမ့်မည်ထင်သည် သူပြောခြင်းမေးခြင်းတော်လဲမေးရန်ပြောရန်ခတ်နေုံရသည်ဝစ်စကီကိုတကြိုက်ထက်တော့ရဲ့ပြင်ဘက်သို့သာကြည့်နေသည်ကျွန်တော်ကဘာမှထပ်မပြောတော့အသားမျက်လုံးမှိတ်ထားလိုက်သည် အိမ်မပြောမှန်တိတော်လဲအသာမိတ်နေမိသည်အခန်းထဲတွင်အတော်ကြာအောင်ငြိမ်သက်နေသည်ပြီးမှသူ့အတန်ကြားပြန်သည်ကိုမမောင်လွင်ကိုကိုလေးဘယ်လိုသဘောရလဲကျွန်တော်မျက်လုံးဖြန့်ကြည့်လိုက်သည်ခေါင်းများကိုခေါင်းအောက်မှဆွဲထုတ်လိုက်ပြီးကရင်ခေါင်းရင်းနဲ့ထောင်လိုက်ခါကိုကိုမှီ၍ထိုင်လိုက်မိသည်စိတ်ညက်ကကျွန်တော်ကိုကြောပေးပြီးအပြင်ဘက်သို့သာကြည့်နေသည်ဘယ်ကမမောင်လွင်လဲနင်းနဲ့တွဲနေတဲ့မမောင်လွင်ကိုပြောတယ် ဟုတ်တယ်နင်းနဲ့တွဲနေတာအနည်း20လောက်ရှိပြီနင်းသိမှာပေါ့ငါကဘာသိမှာလဲနင်းနဲ့ပတ်သက်လို့သာသူ့ကိုသိတာလွန်ခဲ့တဲ့3နှစ်လောက်ကစင်ကာပူလင်းရင်ကွင်းမှာတွေ့တာနောက်ဆုံးပဲဘာဖြစ်လို့လဲသိညက်ကချက်ချင်းပြတ်မဲ့ဖြစ်အတော်ကြာမှကိုလေးဘလို့သဘောရတယ်လေလို့ဟုပြောသည်ဟဲ့ငါကဘလို့သဘောရရမှာလဲသူများတန်သမီးကိုငါကဘာမှမသိပဲဘလို့သဘောရရမှာလဲ နင်ဘာပြောချင်တယ်ဆိုတာငါခုတည်းမရှင်းသေးဘူးငါတခုတဲတဲ့မေးမယ်နင်တို့နှစ်ယောက်ယူချင်냐လို့လားလက်ထက်ရင်ကောင်းမလားလို့စိတ်ကူးကြလို့လားစိတ်ညက်သည့်အပြင်ဘက်သို့ကြည့်နေရမှကျွန်တော်ရှိရဘက်သို့လှည့်လာပြီသူရောက်စားကထိုင်သောကလထိုင်တွင်ပြန်ထိုင်လိုက်သည်လက်ထက်မှဖန်ကွက်ကိုစပွဲပေါ်ချက်ချင်းချလိုက်ရင်မရေမရတဲ့အဖြစ်အဲ့ဒီလိုတွေးမိကြလို့ပါဟုဖြစ်သည် ဘာလို့ခုကမှအဲ့ဒီလိုတွေးတာတော့နင်တို့နှစ်ယောက်စလုံးအသက်50ပဲနီးနေကြပြီဒီမှာဟိုတယ်တွေကမင်္ဂလာဆောင်ရင်ရှော့စီးပြမယ်ဆိုလို့လားခုအထိုက်လက်ရောက်စိတ်သေးတွင် အမြင်ကက်ကက်နဲ့လှမ်းမိလိုက်မိသည်စိတ်ညက်ကဘာမှပြန်မဖြေပဲ သူ့ဘာသာပြုံးနေသည်ကျွန်တော်လှမ်းကြည့်နေသည်ကိုတတိထားမိပုံမပေါ့သူ့ပြုံးမှငငယ်တော့ကလိုပဲကျွန်တော်ထင်သည်မိမပီတိအပြုံးမျိုးဖြစ်သည် အကိုများကြွင်ကြီးခဲ့ရသောသူကိုငယ်စဉ်က ရောက်ချက်ချဖြစ်လာမည်ကိုစိုးရိမ်ကြသည် ကိုကြီးကမူစိမ်ညက်ကိုထောင်းတင်မောင်းတင်မိန်ကလေးမျိုးဖြစ်စေခြင်းသည် အကိုကြီးမှလွဲ၍ကျွန်တော်တို့ညီကိုကတော့သူ့ကိုမိန်ကလေးပြီစေခြင်းသည်လွတ်လွတ်လပ်လပ်တွေးခြင်းလွတ်လွတ်လပ်လပ်ပြောဆိုရဲခြင်းမှာမိမမပိတရဘူးဆိုလိုသည်ဟုမထင်မိမတယောက်ဖြစ်၍အလားကြိုက်ခြင်းသည်အပြစ်တစ်ခုဟုကျွန်တော်တို့မထင် မိန်းကလေးဖြစ်နေခြင်းသည်ယောက်ျားကလေးနှင့်မတူဟုညင်သည်ကိုမတားမြစ်တော်လဲမိန်းကလေးရောယောက်ျားကလေးပါလူဖြစ်သည်ဆိုခြင်းကိုသူမေ့မထားစေခြင်းစိတ်ညက်သည်သူ့ဘာသာပြုံးနေရမှာခေါင်းခါလိုက်သည်ပြီးမှမသိဘူးဟုဖြစ်သည်သူ့ဘာကိုမသိဘူးဟုဆိုလိုသည်ကိုကျွန်တော်မသိကျွန်တော်သဘောမပေါက်သူ့ကိုပြန်မေးမိဟုစဉ်းစားနေစဉ်တယ်လီဖုန်းမိလာသည်ကျွန်တော်အံ့ဩသွားသည် တိမ်ညက်နှင့်ဖုံပြောပြီးကလေးကကျွန်တော်အခန်းသို့နောက်ထပ်၃နာရီအတွင်ဖုံမခေါ်ရန်ဟိုတယ်ကအော်ပရေတာကိုအကြောင်းကြားထားပြီးကျွန်တော်ကတယ်လီဖုန်းမဖြစ်မီတိမ်ညက်ကိုလက်မေးလိုက်မိသည်နင်တယောက်ယောက်ကိုများဒီကိုစက်ဖို့မှားထားလားတိမ်ညက်ကပြန်မဖြစ်ပဲညက်လုံးဝိုင်းသားဖြင့်ပခုံးတွန့်ပြသည်ကျွန်တော်လည်းတယ်လီဖုန်းကောက်ကင်ရင်ဖြေလိုက်သည်ဟိုတယ်ဤရှေ့ဘက်ကောက်နာသည်မှတာဝန်ရှိအမျိုးသမီးကလေးအတန်ကြားလိုက်ရသည် နှောင့်ယှက်ပေးရတာဝမ်းနည်းပါတယ်အန်ကယ်အရေးကြီးတဲ့ပုဂ္ဂိုလ်တယောက်အခုပဲအန်ကက်ခန်းစီတက်သွားတယ်ခုရင်ဓာတ်လေးကားနဲ့ဝင်သွားတယ်အဲ့ဒါပြောချင်လို့ပါသူ့တော့လည်းမတားရဲလို့ပါကျမတို့ကို ခွင့်လွှတ်ပါငါနားလဲပါတယ်ဂျေစုတင်ပါတယ်ဂျေစုတင်ပါတယ်အန်ကယ်လိုတာရှိရင်ပြောပါဂျေစုတင်ပါတယ်ဟုစကားအဆုံးသတ်လိုက်ရင်တယ်လီဖုန်းချလိုက်ပြီးစိတ်ညက်ကိုလန့်ကြည့်လိုက်ပြီးပါဇက်ကဘာမှမပြောပဲကျွန်တော်ကိုကြည်ရင် ဘသူလဲဟုသောသဘောဖြင့်သူမျက်ခုံးနှစ်ခုပြင်ပြသည်ကျွန်တော်ကအကိုလက်ရဲ့အခုတက်လာနေပြီလို့လန့်ပြောလိုက်သည်စိညက်ကဘာမှထပ်မပြောဘဲခေါင်းခါလိုက်ပြန်သည်စိညက်တယောက် အသက်50လောက်ရှိကမှအတော်ခေါင်းခါတတ်ပါပကောဟုကျွန်တော်ဘာသာတွေ့ရင်ပြုံးလိုက်မိသည်အဲ့ရမော်ရင်လက်နေရာမှာထပြီးအခန်းတကားပေါက်စီတို့ကျွန်တော်လျှောက်လာနေတော့မှပင်တကားခောက်တန်ကြလိုက်ရသည် တကားစီတို့လျှောက်သွားရင်ကျွန်တော်ကလှမ်းအောင်လိုက်သည်ဒီခန်းထဲကလူတေသွားတာ၃ရက်ရှိပြီခန်းထဲမှာဘယ်သူမှမရှိဘူးအခန်းအပြင်ဘက်မှာငါပါဟုပြန်ဖြစ်တန်ကြားရသည် လူချင်းတွေးသည့်အထိတောင်းရမလို့ပဲအတန်ကြားယုံဖြင့်မြည်သူမြည်ဝါတိနိုင်သောအတန်မျိုးဖြစ်သည်အတန်ထဲတွင်ဩဇာဒိတ်ကမှရှိပြီးဖြစ်သည် တကားဖွဲ့လိုက်သောတကားဝါတွင် အကိုလက်နှင့်သူ့ကိုရေးရာရှိကိုတွေ့ရသည် အကိုလက်သည် နေကောင်းလားဟုမေးရင်ဝိကျစ်တန်းကြီးလက်ဆွဲနှုတ်ဆက်ပြီး အခန်းထဲတန်းဝင်လိုက်သည်ကျွန်တော်ကသူ့ကိုလက်ဆွဲနှုတ်ဆက်ပြီး၍သူ့နောက်ကသူ့ကိုရေးရရှိကိုလက်ဆွဲနှုတ်ဆက်နေရင်ပါဇက်မှကောင်းတယ်လို့တော့ထင်တာပဲဟုလက်ပြလိုက်တော့အခါအကိုလက်ထံမှဘာမှမကြားရပဲသူ့ကိုရေးရရှိကသာဟဲဟဲဟုရဲလိုက်သည်အကိုလက်ကနင်ကားအောက်မှတွေ့ခဲ့လို့နင်ဒီမှာရှိမယ်လို့ ငါတွက်ကြည့်လိုက်ပြီဟုစိတ်ညက်ကိုလန့်ပြတဲ့ကြာရသည်စိတ်ညက်ကတော့ထိုင်ရမအသာထလိုက်ရင် အကိုလက်ကိုအယိုသေးပေးလိုက်တော့လေချက်ချင်းပင်ပြန်ထိုင်လိုက်သည်ပါသက်မှအကိုလက်တော်လာပြီတွက်တက်လာပြီဟုနောက်တောက်တောက်ပြောလိုက်သည် အကိုလက်ကဆိုဖာအလွတ်တစ်ခုနဲ့ဝင်ထိုင်လိုက်တော့အကာကျွန်တော်ကသူ့ကိုရေးရာရှိကိုထိုင်လေပြာဟုပြောလိုက်တော့သူကဆိုဖာလွတ်တွင်ဝင်မထိုင်မဲစာရေးဇပွဲအနာက ကလထိုင်တစ်ခုတွင်ဝင်ထိုင်လိုက်သည်အကိုလက်ကမင်းရောက်နေတာဒုံရတောင်ရှိပြီဆိုမှမေးသည်ကျွန်တော်ကဟုတ်တယ်ဟုဖြေလိုက်တော့အကိုလက်တီဘာမှစက်မပြောသေးပဲစိတ်ညက်ကိုလန့်ကြည့်လိုက်သည်ဘလက်လေးပဲတွေဘလူးလေးပဲတွေမတောက်ဘူးလားဟိုပလင်းကိုကြည့်ရင်ကျွန်တော်ကိုလန့်မိလိုက်သည်ကျွန်တော်ကပလင်းဘက်ကိုတောက်တာမဟုတ်ဘူးနာမည်ကိုတောက်တာမဟုတ်ဘူးကျွန်တော်ကြိုက်တာကျွန်တော်တောက်တာပွဲကြီးသောနာမည်ဂျော်နီဝါကာလို့ဝစ်စကီအနံ့သွင်းထားတဲ့ ဝီစကီကျွန်တော်မတောက်တာကိုလက်တည်တာပဲတရားကချက်ထန်တာအနံ့သွင်းတာမဟုတ်ဘူးမြည်ကြည့်ကြရင်တလုံးယူသွားကျွန်တော်မှ6လုံးပါလာတယ်အကိုလက်တည်ဖန်ခွဲလက်တကူလှမ်းယူလိုက်ရင်ရေခဲဆက်ထဲမှာရေခဲနဲ့စော်တာရှိလောက်မေးပြန်သည်ဝီစကီဆိုတာရေခဲနဲ့စော်တာနဲ့တောက်တာမဟုတ်ဘူးရေခဲရောချင်ရင်မကြီးဖြော်ရေဘူးတွေကျွန်တော်ဝယ်ထားတာရှိတယ်တောက်မလားသူပြန်မေးလိုက်ရင်သူ့ကို ပြုံးပြလိုက်မိသည်စိညာကပါသူ့ကိုပြုံးပြလိုက်သည်ဟုတ် ကျွန်တော်တွေ့လိုက်ရသည်အကိုလက်ကျင်းတ်ပုံမပေါ်ကျွန်တော်တို့အာဘာမပြတ်မပြောပဲသူ့ကိုရေးရာရှိကိုလှမ်းပြောလိုက်သည်မောင်ကျော်ဒီကဲရှိလာကြည့်လိုက်သမားပြီးမှကျွန်တော်တို့ကိုကြည့်ကငါကမင်းတို့မောင်နှမလို့ပညာတတ်ကြသောသမားမဟုတ်ဘူးအချိန်မရှိအချိန်ရှိတောက်တာမျိုးမဟုတ်ဘူးဟုပြောသည် ပလင်းအဖုံဖော့သို့ဖွင့်ကအနံ့ခတ်လိုက်မွေးသားဟုပြောလိုက်သည်ကျွန်တော်တို့မောင်နှမနှစ်ယောက်သား ဘာမှမပြောကြသူ့ကိုရေးရရှိကဖန်ကွက်ထဲရေခဲထဲပြီးပြီးနောက်ဝစ်စကီလက်ထက်လုံးခန့်ထဲကဖန်ကွက်အပြည့်သို့တာထဲလိုက်ပြီးကိုကျွန်တော်တို့ကြည့်နေလိုက်မိပြီပြီးမှတငုံငုံလိုက်ပြီးကောင်းသားဟုမှတ်ချက်ချသည်ဘာကိုကောင်းသားဟု ဆိုလိုသည်ကို ကျွန်တော်မသိရေခဲလားဆိုတာလားဖန်ကွက်လားတခုခုကို ဆိုလိုသည်ဟုထင်သည်ဒီရွေးဒီမြရေခဲနှင်းဆိုတာရောထားမှာတော့ ဝစ်ကီဤအရာသာမှာမပေါ်နိုင်တော့နောက်ထပ်တငုံငုံတောက်ပြီးနောက်ကျွန်တော်တို့မိသားစုကြောင့်ပြောနေသည်သူ့သားသမီးများကျွန်တော်သားသမီးများစတဲ့ဖြင့်ပြောရင်းမေးရင်းသိညက်ဤခွေးကြီးများကြောင့်ရောက်သွားသည်ဒီတော့မှအခန်းထဲတွင်သိညက်လည်းရှိနေသည်ကိုအကိုလက်ပြန်တရိယသွားပုံရသည်သိညက်ကိုလှမ်းကြည့်လိုက်ရင် နင်ကဘာထုတော့မှုမေးလိုက်သည်သိညက်ကဘာမှပြန်မပြော ခေါင်းတခါရင်အကိုလက်ရှိမှဝစ်ကီဘလင်းကိုလမ်းယူကထပ်တက်လိုက်သည်စိတ်ညက်ကိုကြည်ရင်စိတ်ညက်တယောက်ခေါင်းခါခြင်းမှာသူဤအလေးချင်းတစ်ခုဖြစ်နေပါပြီလားဟူ၍ပင် ကျွန်တော်တွေးကြည့်လိုက်မိသည် အကိုလက်ကစိတ်ညက်ဘာပြန်ဖြစ်မလဲဟုညွှန်နေပုံရသည်စိတ်ညက်ပြန်ဖြစ်လိမ့်မည်မဟုတ်ဟု ကျွန်တော်ရေးမိလိုက်သည်မိညက်ကသူနဲ့မမောင်လင်ယူရင်ကောင်းမလားလို့လားတိုက်မယ်နာဟု ကျွန်တော်ကပြောလိုက်သည်အံ့ဩတဲ့ပုံမပေါ် ဖန်ခွက်တဲကရေအောင်ဘက်သို့အယောင်လုနေသောဝီစကီကိုအကုန်တောက်လိုက်ပြီးဖန်ခွက်ကိုသူ့ကိုရေရရှိအလန့်ပေးလိုက်သည်ထပ်ဖြည့်ခိုင်းသည်တင်သည်ပြီးမှနင်ကဘာလို့ဖို့ဒီကောင်နဲ့ယူကျင်ရတာလဲဟုမေးသည်စိတ်ညက်ကဘာမှမဖြစ်ခင်ကျွန်တော်ကကြားဖြတ်ပြောလိုက်သည်ခလက်အလုံးလားသူ့ဘာသာဘာလို့ဖို့ယူမဟုတ်ပါဘူးကွာသူတို့နှစ်ယောက်တွဲနေတာပဲအနည်း20မကတော့သူတို့စတွဲကြတော့ငါးရောင်းနေမှာပဲရှိသေးတယ်ခုကကြမှာ ခုကကြမှာဘာဖြစ်တော့ခုကကြမှာဘာဖြစ်တော့သိညာရောကျွန်တော်ပါဇက်မှာပြိုင်သူအတန်ထွက်သွားသည် အကိုလက်ကဘာမှပြတ်မပြောအကင်ပါတော့သူ့ကိုရေးရာရှိကသူ့လက်ထဲကိုဝစ်စကီဖန်ခွက်အမြတ်ဆုံးပြန်ထည့်လိုက်သည်တငုံတောက်လိုက်ပြီးမှမပြန်ခင်အိမ်လာထမင်းစားအောင်လေကွာမိညက်နင်တို့ပေါ်တော်မှာနှစ်ယောက်သားထမင်းစားလာခဲ့ကြအောင်လေဟုပြောသည်ကျွန်တော်ကကိုလက်ပြောစကားတွေက နင်တို့မောင်နှမနှစ်ယောက်ဆိုသောစကားကိုထပ်ကြရာ၍အံ့အားတင့်သွားမိသည်သူပြောပုံမှာသူနှင့်ကျွန်တော်တို့ညီအကိုမောင်နှမမတော်သွေးသားမဆက်တကဲ့သို့ဖြစ်နေသည်ကျွန်တော်ကတခုခုပြောမိအလုပ်တွင်ကျွန်တော်ကိုကြည့်နေသောစိညာကကိုလင်းအားတဲ့ညနေပဲခေါ်လာခဲ့မယ်ဟုဝင်ပြောလိုက်သည်ဒီညနေမအားဘူးလားဟုအကိုလက်ကမေးသည်ဒီညနေတော့မဖြစ်ဘူးတက်ရေးကြည့်တဲ့ကိစ္စရှိနေတယ်ချိန်ထားတာလဲကြာဘူးတော်တော်ရေးကြည့်သလား ဟုအကိုလက်ကသိဝင်တကမေးလိုက်သည် ကျွန်တော်ကပသက်မှပြန်မဖြစ်တော့ပဲခေါင်းငိတ်ပြလိုက်သည် ခုတချိန်တွင် စိတ်ညက်ကခေါင်းမကကိုလက်ကတာခေါင်းခသည်ပြီးတော့ထိုင်ရမှထလိုက်သည်ဒါဖြင့်ငါသွားမယ်ဟဲ့မောင်ကျော်ကိုကျင်းလောက်တော့ရအောင်မယ်ထင်တယ်ခုနေဝင်တာနောက်ကျတာပဲဟုလက်ပြောလိုက်သည်စိတ်ညက်ဘက်ကိုလဲလိုက်ပြန်ရင်ခုနနင်ပြောတဲ့နင်နဲ့မောင်မောင်တွင်ကိစ္စကိုလက်ကိစ္စဘာမှမရှိဘူး ။သွားတော့အချိန်ရှိသေးတယ်။မြန်မြန်ရရင်16ကျင်းစလုံးမိတယ်။သွားတော့အခုကျွန်တော်ကပြောလိုက်သည်။သူနဲ့သူ့ကိုရေးအရာရှိကို ကျွန်တော်ကလက်ဆွဲနှုတ်ဆက်လိုက်သည်။အကိုလက်ကမောင်ကျော်အဲ့ဒီကတလုံးဆွဲခဲ့ကွာဟုပြောရင်ကျွန်တော်ကိုကောင်းသားကွာမင်းဘယ်ကရတာလဲ6လုံးတော့မေးသည်။ကျွန်တော်ကလည်းဘန်ကောက်လေရင်ခွင်ကမှိုက်ပုံနဲ့ကောက်လာတာဟုဖြေလိုက်သည်။အကိုလက်ကကျွန်တော်ကိုဘာမှပြတ်မပြော သူ့ကိုရေးအရာရှိကိုမင်းမြင်မိမဟုတ်လား ငါညီနဲ့ညီမပညာတတ်တွေက အုံနောက်အကြီးကြီးတွေနဲ့ဒါပေမဲ့ခေါင်းပါမလာဘူးဟုပြောရင်သူ့ပါတာဟာဟာရဲ့ကထွက်သွားတော့သည်ကိုလက်တို့ထွက်သွားကြတော့စကားသားမရှိပဲစိတ်ညက်ကိုကျွန်တော်ကလှမ်းပြောလိုက်သည်နင်နဲ့မမောင်လင်းတဲ့ကိစ္စကနင်တို့ကိစ္စပဲမိညက်ငါစီကလည်းအကြဉျံမယူနဲ့ဘသူစီကမှလည်းအကြဉျံမယူနဲ့နင်တို့နှစ်ယောက်အကြောင်းနင်တို့အသိဆုံးပဲနင်ဘွားအတွက်နင်ပါလို့အပ်တယ်မလို့အပ်ဘူးဆိုတာအသိဆုံးပဲ အဓိကကတော့နင်တို့နှစ်ယောက်ကြမှာနားလည်မှုဘလောက်ရှိတယ်ဆိုတာအရေးကြီးဆုံးပဲမိတ်ဆွေသဘောနဲ့ဆိုလို့ကတော့နင်လည်းကြားဘူးသားပဲ if i need a friend i will buy a dot ဆိုတဲ့တခြင်းလေနင်ဒီညနေဘာလို့ဆရာရှိလဲစိတ်ညက်ကခေါင်းခပြသည်ဒီလိုဆိုတို့ထမင်းထွက်စားကြရအောင်စာရင်တော့ရင်စကားဆက်ပြောကြရတာပေါ့စိတ်ညက်ကအံ့ဩသည့်မျက်နှာဖြင့်ကြည်ရင်ခုနကအရေးကြီးတဲ့ကိစ္စရှိတယ်ဆိုဟုလမ်းမိသည်ခုချိန်မှာကျွန်တော်ခေါင်းခအလှည့်ဖြစ်သည် ပြီးမှကျွန်တော်တို့မောင်နှမနှစ်ယောက်သားအားရပါရရဲလိုက်မိကြသည်ကျွန်တော်ကရေချိုးကန်ဘက်စီထွက်လာရင်စိတ်ညက်ကိုလန့်ပြော်လိုက်မိသည်ငါ့ကိုခဏစောင့်ရေချိုးလိုက်အောင်မယ်မြင်တဲ့